ဘာမှအဆုံးအနေနဲ့ဂျရဘရီတာသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းကိုတုံ့တက်ဟောကြားပြတော်မှာဖြစ်ပါတယ်။ဒီကလောက်မှာအလုပ်ကံကိစ္စတွေနဲ့ပတ်သက်ပြီးငွေကြေးရင်းနှီးမှုများစွာပြုလုပ်နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ်အနေနဲ့ငွေဝင်တာထက်စာရင်ရင်းနှီးမှုနဲ့ပြုလုပ်ဖို့အတွက်ငွေကြေးတွေစိုက်ထုတ်နေရတဲ့အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆက်အသွယ်ပြတ်တာမျိုး အဲကိုနဲ့တွဲဆက်ပြီးတော့လှောက်ဆောင်နေတဲ့စီးပွားရေးမိဖက်တွေနဲ့အပြောင်းလဲဖြစ်ပေါ်တာမျိုးတွေဒီကာလမှာကြုံတွေ့လာရနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့စီးပွားရေးဟာဒီကာလမှာ လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှောက်ဆောင်စရာအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စလိုအပ်ချက်တွေအာကိုယ့်ရဲ့ဒီဟိုလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မဲ့လိုအပ်ချက်တွေအမှန်တမ်းလိုအပ်နေတဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီကာလမှာမိမိအနေနဲ့ပါနက်စွာ လှုပ်ဆောင်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းဟာအော်အောင်မြင်မှုအထက်ရောက် ရရှိမယ်ဆိုတဲ့အခြေအနေအပိုင်းအခြားတစ်ခုကိုကြုံတွေ့လာရတတ်ပါတယ်။အရောင်းဝယ်ကိစ္စရင်းနဲ့ပတ်သက်ပြီးပြောဆိုထားတာတွေရောင်းမှန်းဝယ်ပန်းရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အထိတ်ငေါ့တွေအလွဲချုံမှုဖြစ်တာတွေစိတ်တိုင်းကျမှုအားနည်းတာတွေကိုယ်ပိုင်လုပ်ငန်းတွေမှာကြုံတွေ့လာရနေတဲ့အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဆက်လက်ပြီးတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ဂျန်နဝါရီသားသမီးတွေရဲ့ငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်။ဘာမှကျွန်တော်ပြောထားလို့ပဲ ကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာငွေကြေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေရတတ်တယ်။ကိုယ့်ရဲ့မိသားစုရေးရာကိစ္စတွေနဲ့ပတ်သက်ပြီးငွေကြေးလိုအပ်ချက်တွေဖြစ်ပေါ်နေတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်။အမှန်တမ်းပြောရင်ဒီကာလမှာကျွန်တော်တို့တာသမီတွေကငွေပူငွေရှန်အမှန်တမ်းနေပါတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်တယ်လို့သူများစီကနေစင့်ငွေကြေးချီးရငှားတာတွေပါပြုလုပ်နေရတတ်တယ်။ကိုယ့်မှာရှိနေတဲ့ပစ္စည်းတွေကိုလည်းထုတ်ခွဲရောင်းချပြီးတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးပြည်လဲအောင်ဖြည့်ရှင်းနေရတဲ့အချိန်ဒီအပိုင်းကြားတစ်ခုနဲ့ကြုံတွေ့နေရတတ်ပါတယ်။ ဒါကြောင့်မလို့ငွေကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာငွေအဝင်ထက်ငွေအထွက်များနေတဲ့အပိုင်းခြားတစ်ခုကိုကျွန်တော်တို့ကြုံတွေ့နိုင်ရတတ်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။သို့တော့ငွေကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အသေးအတန်လိုအပ်တာမျိုးငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးနာမည်ပြက်တာမျိုးတွေတော့ဖြစ်ပေါ်ဖို့အတွက်အမှန်တန်ခက်ခဲပါတယ်။ငွေကြီးကိစ္စအခက်ခဲရှိတာတော့မှန်တယ်။ကိုယ်အနေနဲ့ရှာဖွေလိုက်မယ်ဆိုရင်ဒီငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးပြည်လဲတဲ့အတိုင်းအောင်ပြန်လည်ပြီးတော့ရရှိလာနိုင်တယ်။ဆိုတော့သူများစီကချီးပြီးတော့ပဲ ဖြည့်ရှင်းတာဖြစ်ကိုပစ္စည်းရောင်းပြီးတော့ဖြည့်ရှင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဖြည့်ရှင်းမှုအတွက်ကတော့အားကောင်းတယ်တို့တော့ခဏပြောလို့အချက်တွေတော့ကြီးတာငှားတာရောင်းတာချတာတော့အနေချင်းတော့ပြုတ်လောက်တတ်တယ်ဒါလေးကိုတော့နည်းနည်းဂယူ site ပို့အတွက်လိုအပ်ပါတယ်ဒီကာလမှာဘလောက်ပဲငွေကြီးချမ်းသာတဲ့လူပဲဖြစ်ဘလောက်ပဲငွေကြီးရှိနေတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲမှုတွေကြုံတွေ့လာနိုင်ပါတယ်နောက်ချက်ကတော့ကြုံတွေ့လာမယ့်ကျွန်တော်ပြည်သားသမီးတွေအကျမ်းမကြီးကိစ္စနဲ့ဖြစ်ပါတယ်ကျမကြီးကိစ္စအရင်ပတ်သက်ပြီးတခြားခြားဖြစ်တတ်ပါလေ။ဥမာ ဘလို့ကောင်းလဲခေါင်းကြိုက်တာမျိုးเนาะခါလာဆေးတောက်လိုက်တယ်ပျောက်သွားတယ်နောက်တစ်ခါပြန်ဖြစ်တာမျိုးယောဂါတစ်ခုထဲနဲ့ခဏခဏဆိုလို့ပြန်ဖြစ်နေတာမျိုးဖြစ်တတ်တယ်ဥမာကိုလက်မိမတာဖြစ်တယ်ဆိုလို့ရှိရင်ဒီလတလလုံးမှာကိုလက်မိမတာဖြစ်တယ်ဆေးတောက်လိုက်တယ်ကောင်းလဲခဏပဲပြီးပြန်ဖြစ်တယ်ဆိုတော့အဲယောဂါကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ပေမဲ့လည်းခဏခဏဆိုလို့မျိုးဖြစ်နေကြယောဂါပဲတစ်ခါတလေပြန်ဖြစ်တာမျိုးဖြစ်တတ်တယ်စေကန်းတော့ပြတော့လဲဘာမှဟိုထူးထူးခြားခြားဖြစ်တာမျိုးလည်းမဟုတ် ဟိုခွဲစိတ်ကူတာမဲ့ယောဂကြီးကြီးမားမားလည်းမဟုတ်ပဲနဲ့နည်းနည်းလေးကျမကြီးခိစားရင်လည်းပတ်သက်ပြီးချူဟိုဟာချူချာတာလေးနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်တယ်။ဆိုင်ကဆိုင်ငယ်စီးတာကားစီးတာစပိန်စီးတာစသဖြင့်အဲနည်းနည်းခရူးဆိုင်ပါအထိကိုက်တိုင်ရာလေးတွေရတတ်ပါတယ်။ဆိုင်ငယ်မှောက်တာမျိုးဆိုင်ငယ်အက်ဆီဒက်ဖြစ်တာမျိုးကြီးကြီးမားမားဖြစ်တာမျိုးပြောတာမဟုတ်ဘူးနော်။ထီမီကိုက်မီပုံးမိတ်တာမျိုးတွေဖြစ်ပေါ်တတ်တယ်။ဒီအချက်ကိုတော့ခရူးဆိုင်ဖို့တော့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ကြုံတွေ့လာမဲ့အခြေအကျိစားရင်လည်းပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒီကာလမှာအခြေအကျိစရည်နဲ့ပတ်သက်တဲ့အပိုင်းမှာအမှန်တကယ်ကြရင်စိတ်ပြပြဝါထဲ့ဖို့အတွက်အမှန်တန်ခက်ခဲနေတယ်ဆိုတော့အာကိုယ့်ရဲ့ဒီအခြေအေးပုံမှာခံစားရတဲ့ feeling ဟာပျော်ရွှင်မှုနည်းပါးနေတဲ့ကာလအပိုင်းခြားတစ်ခုပေါ့နော်ကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုပုံမှန်ချစ်တာပြီးကိုယ့်ကိုဘလို့ romantic sense ကိုယ့်ရဲ့စိတ်မှာကိုယ်ကပျော်ရွှင်မှုနည်းပါးနေတဲ့အခြေအေးတစ်ခုကိုဖျက်ဆီးနေရတယ် ဒါကြောင့်မလို့ကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာလည်းခဏပြောလို့မျိုးပေါ့နော်အငင်းကုန်ဖြစ်စရာတွေဒါမှမဟုတ်နောက်တစ်ယောက်ပဲကိုယ်ကထားနေတာလားသူသူ့အတွက်တန်ရဖြစ်စရာလေးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်တယ်နောက်တစ်ခါအခြေအနေကိစ္စမှာတလွဲစပင်ကောက်တွေဖြစ်ပေါ်တတ်တယ်တလွဲစပင်ကောက်ဆိုဘာမှမဟုတ်တဲ့ပြဿနာနဲ့ပဲကိုယ်အထင်လွဲတာမျိုးအဲပြီးသွားလို့ရှိရင်ညှူဆူတာမျိုးတွေ တန်တရားဝင်တာမျိုးတွေစတဲ့ပြပေါ့နော်စိတ်မချတာမျိုးတွေအာအခြေအကျိစပါဒီလိုမျိုးတွေမကြခဏဆိုလို့ပေါ်ပေါက်လာတတ်တယ်ဒါလေးကိုတော့နည်းနည်းလေးပြန်ယူဆဖို့အတွက်လိုအပ်တယ်တခုမှကျင်တာတော့အခြေအကျိစရည်နဲ့ပတ်သက်ပြီးခဏပတ်စံချီးပါလို့ပြောထားတယ်နော်အဲ့တော့ကိုယ့်ရဲ့ချစ်သူစီကပတ်စံသွားချီးတာမျိုးကိုယ့်ရဲ့လုံငန်းကိစ္စရည်နဲ့ပတ်သက်ပြီးအဆင်မပြေတာကိုသူ့ကိုမဲတာမျိုးတွေလူမှုရေးကိစ္စအဆင်မပြေတာကိုအခြေအကျိစသွားကြီးတော့ဟိုဘယ်လိုကောင်းမလဲအငါဒီမှာအလုံးရှုံနေနေနားမလဲဘူးလားတော့စသဖြင့်ပေါ့နော်ဒီလိုအတော့နှောင်းပြောဆိုမျိုးတွေပြောဆိုတာနည်းနည်းလေးစင်ကျင်တဲ့နေလို့ ိုဆိုဆိုလိုချင်တယ်ပေါ့နော်အခြေအကိစ္စအဆင်မပြေတဲ့အပိုင်းအခြေအကိစ္စအဆင်မပြေတာလုပ်ငန်းကိစ္စအဆင်မပြေတဲ့အပိုင်းလုပ်ငန်းကိစ္စအဆင်မပြေတာဒါကိုရောထွေးပြီးတော့တားပြီးတော့အခြေအကိစ္စမှာပြဿနာသွားရှာလို့တော့မရဘူးအဲ့ဒါဆိုရင်တော့အစိုးဘက်ကိုယက်တီသွားတာမျိုးတွေဖြစ်တတ်တယ်အဲနောက်တစ်ခါဒီလိုကာလမျိုးမှာအခြေအကိစ္စဘာဖြစ်လဲဆိုတော့အဲ့ဒါပြောတော့ပြောထားပြီးသားစကားကိုထပ်ကလည်းပြန်ပြောရတယ်ဆိုတော့ဟိုဟာလေးလောက်အောင်ဆို ကိုယ့်ရဲ့ချစ်သူ ADA ဆက်နိုင်တာလည်းဖြစ်နိုင်တယ်ကို ADA ဆက်နိုင်တာလည်းဖြစ်နေတယ်သူပြောတဲ့စကားကိုကိုယ်ခေါင်းထဲမရောက်ဘူးပေါ့ကွာဆိုတော့အဲ့တော့သူဘီးမဆိုင်တာမျိုးစတယ်ပေါ့နော်အဲ့လိုရစ်မဲ့ဆိုတော့ relationship မျိုးဒီချိန်မှာခဏခဏရစ်ခံထိမယ်ကိုကိုယ်တိုင်လည်းရစ်ခံထိလို့သူလည်းရစ်ခံထိတာမျိုးလည်းဖြစ်နိုင်တယ်နှစ်ဦးနှစ်ဖက်မှာတစ်ဖက်ဖက်မှာတော့ဖြစ်နေတတ်တယ်ဒါလေးကိုတော့ဘီးဆိုင်စေချင်တယ်နောက်ချက်ကတော့အိမ်တော်ရင်းကိစ္စပေါ့အိမ်တော်ရင်းကိစ္စကပြောင်းရွှေ့အပြောင်းလဲအရန်အားကောင်းပါတယ်ဆိုတော့အခုရှိနေတဲ့မျိုးကနေတခြားမျိုးကိုပြောင်းလဲမယ်အခုရှိနေတဲ့နိုင်ငံကနေတခြားနိုင်ငံကိုပြောင်းလဲမယ်ဆိုတဲ့လူဒီကာလမှာအကောင် perfect ဖြစ်တဲ့ အပြောင်းလို့ရှိဖို့တော့အမှန်အားကောင်းတယ်လို့ပြောချင်နေတဲ့အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။အပြီးသွားတဲ့အခါကျရင်ဟိုးအတိတ်မှာကိုကိုစွန့်ဝါခဲ့ဒီကိုဟာဘယ်လိုကောင်းကိုစွန့်ဝါခဲ့တဲ့ကိုရဲ့မွေးရက်တော့ကိုငယ်တငယ်ချင်းနေနဲ့ပြန်ဆုံတာမျိုးကိုရဲ့မွေးရက်မြို့ပြန်သွားရတာမျိုးအကိုနဲ့အဆက်အသွယ်ပြတ်နေကြာပြီဆိုတော့ကိုအရင်ချင်းရတဲ့လူတွေနဲ့ပြန်ပြီးတွေ့ဆုံတာမျိုးတွေဒီကာလမှာအားကောင်းနေတဲ့အချိန်ကြီးအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဆိုတော့လင်များလျောက်ဆိုတော့အိမ်တော်မူတာဝန်တော့ဟိုခါတိုင်းတက်စာရင်တော့နည်းနည်းလေးတော့ ပုံပုံပြီးတော့ထမ်းရတာမျိုးတွေတော့ရှိတာပေါ့နော်ဒါပေမဲ့အရန်ကြီးကြီးမားမားကြီးထမ်းနေရတာမျိုးတော့မဟုတ်ဘူးခါတိုင်းလာရတဲ့ဆိုင်တော့ဒီလာအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတခြားပြဿနာအရှုပ်ရှင်းကြီးအတူတူဖြေရှင်းရတယ်အတူတူထမ်းဆောင်ရတယ်အာအတူတူဘယ်လိုကောင်းလဲပူပေါင်းပြီးတော့လှုပ်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာတော့ဒီအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အရွေ့တစ်ခုကိုသွားနေတယ်အပြောင်းလဲတစ်ခုကိုသွားနေတယ် အဲ့တော့ကောင်းတော့ပြောင်းလဲခြင်းလားမကောင်းတော့ပြောင်းလဲခြင်းလားဆိုတာတော့ကိုယ့်ရဲ့ရွေးချယ်မှုကံအပိုင်းခြားမှာအမှန်တမူတည်တဲ့အတွက်ကြောင့်မလို့တကယ်လို့များအိမ်တော်ကြီးကိစ္စပြဿနာတစ်ခုဖြစ်တယ်ဆိုရင်ဒီကိစ္စမှာနှိမ့်ဦးသားပြပြလေးလေးဖြေရှင်းနိုင်ရမယ်ဒေါတာမကြည့်ရဘူးနော်စိတ်မလောရဘူးညင်ညင်တတချွတ်ချွတ်တတနူးနူးညံ့ညံ့နေထိုင်မဲ့ဆိုရင်ကောင်းမွန်တဲ့ကံတွေဖြစ်ပေါ်လာတယ်ဒါမှမဟုတ်လို့ရှိရင်အရန်ပောက်ကွဲလွယ်တယ်ဒေါတာထွက်လွယ်တယ်ဆိုတော့အိမ်တော်ကြီးတွေကတော့အစိုးဘက်ကိုအွေ့ သွားနိုင်တဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်တော်ကြီးမှာအရန်တိမ်မွေ့ဖို့လိုအပ်ပါတယ်။ပြီးတော့ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာလည်းနေရာတိုင်းမှာမကောင်းဘူး။တချို့တော့ပွင့်လင်းမြင်သာမှုတွေနည်းနည်းလေးအားနေတာပဲတွေ့ရတယ်။ဒါလေးကိုတော့နည်းနည်းခရယူဆိုင်ပါ။ဖုံးတင်တာဖုံးပြောတင်တာပဲပြောပေါ့နော်။ Okay နောက်တစ်ချက်ကတော့ကျွန်တော်ကြုံတွေ့လာမယ်ဝန်ထမ်းတွေတော့ဖြစ်ပါတယ်။ဒီကာလမှာဝန်ထမ်းတွေအခွင့်အရေးနှစ်ခုနှစ်ခါအမြဲတမ်းကြုံတွေ့ရတတ်တယ်။ဆိုတော့လုံနေတဲ့အလုပ်ကနေတခြားအလုပ်တစ်ခုကကိုယ့်ကိုကမ်းလှမ်းတာမျိုးကိုလုံနေတဲ့အလုပ်ကနေစင်ခြားကောင်းတဲ့အလုပ်ကနေစင်လူလူပြီးတော့ တောက်လျှောက်ကျင်တာမျိုးတွေဆုံးဖြတ်ချက်ပြတ်သားတယ်ဆိုတော့အာအားနည်းမှုတွေကြုံတွေ့လာတတ်တယ်ပြောမယ်ဆိုရင်ဆုံးဖြတ်ချက်မပြတ်သားဘူးပေါ့ဗျာဒေါ်ရတွေရမ်းများတယ်အလုံးလုံးနေနေလည်းတခြားနေရာစီစိတ်ရောက်ချင်းရောက်နေတယ်အလုံးနေတဲ့နေရာမှာစိတ်မရှိဘူးလောက်တာလုံးနေတယ်အာဒီအခုပေါ့ကျွန်တော်ဘေဒနာဟောနေတယ်ဒါပေမဲ့ကျွန်တော်စိတ်ကတခြားတနေအောင်သွားရှင်နေတယ်ဆိုတော့ပုံပုံစံမျိုးပေါ့လုံမန်းဝင်မှာအာယုံဆူဆိုင်မှုအရန်အရန်အားနေတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီအာယုံဆူဆိုင်မှုအားနေတာမျိုးတွေကိုယ့်ရဲ့အဲဘယ်လိုခေါ်မလဲဆိုတော့ နမောနမိတ်နိုင်တာမျိုးပေါ်ဆမှုမျိုးတွေဟာလုပ်ငန်းတွေမှာနည်းနည်းလေး complain တွေတက်လာနိုင်တယ်အဲ့ဒါလေးကိုတော့နည်းနည်းဂရုစိုက်ဆင်ခြင်ဖို့အတွက်လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့တော့ဒီကာလမှာကျွန်တော်တို့ generate သားသမီးတွေအကျိုးပေးနေတဲ့အကြောင်းအဖြစ်ပြောမယ်ဆိုရင်အနည်းရောအဖြူရောအဝါရောအားကောင်းနေတယ်အကျိုးပေးနေတဲ့ခဏအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်နံပါတ်6ခဏအားကောင်းနေနံပါတ်3ခဏအားကောင်းနေနံပါတ်8ခဏအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အားလုံးတော့ generate သားသမီးတွေကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းယူနေပဲအဲကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီမှာပဲညှနာဖွင့်ပြပါမိတ်ဆွေတို့လည်း ီဗီဒီယိုဟာကိုယ့်အတွက်ဟိုဘယ်လိုခေါ်မလဲအကျိုးတစ်ခုခုရှိတယ်ဆိုလို့ရှိရင်အောက်မှာတစ်ခုခုမှတ်ခင်ပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်အားလုံးကိုလည်း